ပါကစ္စတန်နိုင်ငံမှာဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့လာဟိုမြို့ကိုလက်တလော့စိတ်သိမြူကိုတွေဖုံးလွှမ်းနေလို့ဂျမိုင်းရဲ့အကြက်တဲဖြစ်နေပါဗျ။ဆိုရကလည်းဒီလိုအန္တရာယ်ရှိတဲ့လေထုညဉ့်ညံမှုကိုဖြေရှင်းနိုင်ဖို့မြူကိုမြူမုံတွေရှော့ချရေးကိရိယာတွေကိုခွင့်ပြုချထားပါဗျ။ဆွစ်ဇာလန်နိုင်ငံအခြေစိုက်လေထုရေးသွေးစောင့်ကြည့်အဖွဲ့တစ်ဖွဲ့ရဲ့အဆိုအရပြီးခဲ့တဲ့တောက်ကြာနေ့ဒေသစံတော်စီမနက်စင်နိုင်မှာလာဟိုမြို့ရဲ့ကမ္ဘာလေထုညဉ့်ညံမှုအခြေအနေဟာစိုးစုံအခြေအနေဖြစ်နေခဲ့ပြီး လေတုရေးသွေးညွန်ကင်းကလည်းအနည်းရရှိအဆင့်ကိုရောက်ရှိခဲ့တယ်လို့သိရပါဗျ။ဒါကြောင့်အနာပိုင်တွေကနိုင်ငံတွင်းမြို့ကိုဖယ်ရှားရေးရေဖြန်းဆက်တဲ့ရင်တွေကိုပထမဆုံးအသုံးပြုလာကြပါတယ်။လေတုကညဉ့်ညံတဲ့အရာတွေကိုလေတုရဲ့ရေမုံရေမွားတွေဖြန်းပြီးရှော့ချနေတာဖြစ်ပါတယ်။ဒီအပိုင်းဘယ်ဆေးရုံကိုသွားသွားဒီမြူကိုတွေကြောင့်ဖျားနာသူတွေနဲ့ပြည်နေပါတယ်။ဘာလို့လို့ရမလဲ။ပါရာစီတမောတောက်ပြီးအလုလုကြရုံပါပဲ။ မနေ့ပိုင်းမှာမြေကိုတွေအဆိုးဆုံးဖြစ်ပြီးယနေ့ပိုင်းရောက်ရင်ပြန်ဖြစ်လာတာပါပဲလို့မြို့ကန်တူကပြောပါတယ်။ဒီတိုင်းတီလိုအချိန်ခါမျိုးမှာနိုင်ငံအရှိပိုင်းကလာဟိုမြို့မှာလေဒုညဉ့်ညံမှုဟာဆိုးရွားတဲ့ပြဿနာတစ်ခုဖြစ်နေတာပါ။ခုလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းတွေထဲမှာနိုင်ငံတွတ်တက်လာမှုရဲ့ဘေးရဆိုးကျိုးတစ်ခုဖြစ်တဲ့လမ်းတွေပေါ်မှာမော်တော်ယာဉ်အရေးအတွက်အဆမတန်တိုးပွားလာလို့ကားတွေကထွက်တဲ့မြေကိုငွေတွေကြောင့်လို့ဆိုပါတယ်။ဒီလိုရာသီမှာ တောင်ယာမီးရှို့တာကလည်းခုလိုပြင်းထန်တဲ့ဆောင်းဥရာသီမြို့ကိုတွေဖြစ်ပေါ်စေတတ်တဲ့နောက်ထပ်အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။မကြခင်ကအိန္ဒိချင်းအိန္ဒိယနိုင်ငံမှာဒီဝါလီပွဲတော်ကြောင့်လို့လေဒေသတွင်သတင်းမီဒီယာတွေကပြစ်တင်ကြတာလည်းရှိပါတယ်။ပွဲတော်ကာလတွင်မီးရှို့မိပန်းနဲ့ပြောက်အိုးတွေကလက်ဆက်ပြကြော်ဝင်ရောက်လာတာလို့လည်းပြောဆိုကြပါတယ်ရှင်။